တိမောသေပထမဆောင်ခန်းကြီး6ငွေ30ပေါ့နော်ငွေကိုတက်မဲ့တော့စိတ်ဒီမကောင်းတော့မူလအပေါင်းတို့တိအမြင့်ဖြစ်တယ်တဲ့နော်ထို့သူတို့ဒီယုံကြည်ခြင်းတရား၌လွှဲသွား၍ပူပန်ခြင်းဝေဒနာ၌ကိုကိုကိုထုတ်ခြင်းခံအောင် ဖြစ်ထိုးကြတယ်လို့ပြောပါတယ်နော်ငွေဆိုတဲ့အရာမှာကျွန်တော်တို့ကตาล้วยလုံနိုင်ဖို့ရံအတွက်ตาล้วยမင်းများလုံနိုင်ဖို့ရံအတွက်မပင်ပန်းပဲနဲ့သူကကူးမတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ မကောင်းတဲ့လူလက်ထဲရောက်မယ်ဆိုရင်ဒူးဆိုင်ပြုတ်တဲ့လူလက်ထဲရောက်မယ်ဆိုရင်လေ तू ကตาရွေ့ဒူးဆိုင်ကိုပြုတ်နိုင်ဖို့ရန်အတွက် तू ကမတ်နိုင်စွမ်းစွမ်းတစ်ခုပေါ့နော်ဒါကြောင့်မြင်များလုံနိုင်နော်မကောင်းတဲ့လူတွေလက်ထဲရောက်မယ်ဆိုရင်ဒူးဆိုင်ကိုမြင်များလုံနိုင်တယ်အဲကျွန်တော်တို့တကယ်တကယ်ပဲဖျားနိုင်ငံတော်အတွက်အသုံးပြုတ်မယ်ဆိုရင်လေตาရွေ့လုံနိုင်ဖို့ရန်အတွက်အထောက်အမဖြစ်စေတယ်ဒါကြောင့်ငွေမရှိလို့ရှိရင်ကျွန်တော်တို့ဒီခေတ်မှာကျွန်တော်ဘာမှလုံးလို့မရပါဘူးနော် ဒါကြောင့်ကျွန်တော်တို့ဒီငွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းကျွန်တော်တိတဖို့လိုပါတယ်။နောက်ပြီးတော့စန်းစာကဘာလဲဆိုတော့လာစရုနဲ့တထေးသားအကြောင်းဒီယုံကြည်သူမှန်လို့ရှင်းထားအကုန်တိတယ်။လာစရုနဲ့တထေးသားအကြောင်းစဉ်းစားစဉ်းစားတဲ့အခါမှာလာစရုကတည်သွားတဲ့အခါမှာအာဗရာဟံရဲ့ရင်ခွင်ထဲမှာရောက်တယ်။တထေးသားတည်တဲ့အခါမှာငရေရောက်ပြီးတော့တကယ်ပဲသူဒုက္ခရောက်တယ်ဆိုတာက ဒီចောင်းបាយឈិនអាភិសេញជិនတဲ့အခါမှာကျွန်တော်တို့ဟာမြောက်များစွာငွေမလိုဘူးဆိုတဲ့အရာပေါ့နော်ချမ်းသာရင်ငရဲကြမယ်ဆိုတဲ့အရာပေါ့နော်ယုံကြည်သူတွေကနည်းနည်းဒီလိုမျိုးထင်တဲ့အခါမှာခုနတိမောတိတစ်30ငွေ6ထက်မှပြောတဲ့အတိုင်းပဲငွေကမကောင်းတာမဟုတ်ဘူးငွေကကောင်းတယ်သူ့ပေမဲ့လည်းငွေကိုတက်မဲ့တော့စိတ်လို့ပြောပါတယ်ဒါကြောင့်ငွေကိုတက်မဲ့တဲ့စိတ်ချင်းအားဖြင့် ဒီအရာတွေအားလုံးဟာကျွန်တော်တို့ကိုဒုက္ခပေးတဲ့အရာတွေဆိုတာကကျွန်တော်တွေးရပါတယ်။ငွေကမကောင်းတာမဟုတ်ဘူး။ငွေကကောင်းတယ်နော်။ဒါကြောင့်ငွေကအရန်ကောင်းပါတယ်။ငွေကိုတတ်မှတ်တဲ့စိတ်ကမကောင်းဘူးလို့ကျွန်တော်ဒီနေရာမှာနည်းနည်းလေးအာရှင်းရှင်းလင်းလင်းကျွန်တော်ပြောပြချင်ပါတယ်။ဒါကြောင့်ငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းရှင်းရှင်းလင်းလင်းသိစေချင်တယ်။ငွေကမကောင်းတာမဟုတ်ငွေကအရန်ကောင်းတယ်။ဒါပေမဲ့ငွေနဲ့ဖျားနဲ့ကျွန်တော်တို့နှစ်ခုရှင်းမယ်ဆိုရင် ကျွန်တော်တို့ဟာဖျားဖက်ကိုပဲကျွန်တော်တို့တကယ်ပဲအားသာရမှာဖြစ်ပါတယ်ငွေနဲ့ဖျားနဲ့ရှင်မယ်ဆိုကျွန်တော်တို့ကငွေနှောက်လိုက်မယ်ဆိုကျွန်တော်တို့ဖျားကငွေဖြစ်သွားပါတယ်ဒါကြောင့်ငွေနဲ့ဖျားနဲ့ရှင်ပါစေတင်ကဖျားနဲ့ရွေးမယ်ဆိုရင်ဖျားဖျားကိုတင်နံပါတ်1ထားပါစေငွေကအနောက်မှာကြံခဲ့မှာဖြစ်ပါတယ်နော်ငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများအားဆံမွဲဖြည့်ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဆံမွဲဖြည့်တဲ့အခါမှာ ကျွန်တော်ဖះကိုပဲကျွန်တော်ရွေးတက်ပါစေဖះနဲ့ပတ်သက်လို့ချင်းတင်ဟာပေးနိုင်ကားနိုင်တဲ့သူတယောက်ဖြစ်ပါစေဖះနဲ့ပတ်သက်လာလို့ချင်းဖះအတွေ့ဆိုရင်တင်ဟာပေးကမ်းမယ်ဆိုရင်ဖះကတာ၍တင့်ကိုချီးမြှောက်ဦးမယ်ဖះကတင့်မိသားစုအပေါ်တာ၍ကောင်းချီးပေးမယ်ဆိုတာဒီနှုတ်ပတ်တော်အားဖြင့်နေနေ share လုပ်ပေးချင်ပါတယ်အရောက်ချင်းစီတဲ့အပေါ်ဖះခင်ကောင်းချီးပေးပါစေဟိုမြောက်ဒီတက်တဲ့လမ်းဖြစ်ပါတယ်ဟိုဖက်ဆိုကျွန်တော်တို့တော်ထဲသွားတဲ့လမ်းဒါဒီဖက်ဆိုရင်ကျွန်တော်တို့ရန်ကုန်သွားတဲ့လမ်း ဒီဖက်ဆိုရင်ကျွန်တော်မန္တလေးမန္တလေးသွားတဲ့လမ်းဖြစ်ပါတယ်လို့ရန်ကုန်မန္တလေးအမြန်လမ်းဖြစ်ပါတယ်လို့နော်မိုင်နိုင်39မိုင်